1948ခုနှစ်ဇူလိုင်လ16ရက်နေ့ဟာခေတ်ဆက်ဆဲမြန်မာပြည်သူအလုံးအလေးမြတ်ပြုကြရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဗြိတိရှ်ကိုလိုနီဖြစ်မှလွတ်လပ်ရယူပေးခဲ့ပြီးဗြိတိရစ်ခေတ်ဟောင်းမြန်မာနိုင်ငံဖြစ်မှလွတ်လပ်သောချောက်ချာအာဏာပိုင်သမ္မတနိုင်ငံတော်အဖြစ်နိုင်ငံတော်အစ်စနစ်အစ်ထူထောင်ရမှာဦးဆောင်ခဲ့သူဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေလှုပ်ချင်တက်ဖြတ်ချင်းခံခဲ့ရတဲ့နေ့ဖြစ်ပါတယ်။ထိုစဉ်က 1945ခုနှစ်ဇွန်လ16ရက်နေ့မှာမွေးဖွားခဲ့ပြီးဗိုလ်ချုပ်ဆန်းတဲ့ဇနီးဒေါခင်ကြည်တို့ရဲ့ငယ်ဆုံးနဲ့တဦးဒီသောသမီး အသက်နှစ်နှစ်နဲ့တလသမီးရွယ်ဒေါန်ဆန်းစုကြည်ဟာနောက်တစ်ချိန်မှာဖခင်ကဲ့သို့မြမပြည်သူတွေရဲ့လေးစားချစ်ခင်အပ်တဲ့ဒီမိုကရေစီခေါင်းဆောင်ဖြစ်ပေါ်ထွန်းလာလိမ့်မယ်လို့ဘသူကမှထင်မှတ်ခဲ့မိချာမှာမဟုတ်ပါဘူး1988ခုနှစ်ကစပြီးမြမဒီမိုကရေစီရေးကိုဦးဆောင်သူတဦးဖြစ် နိုင်ငံရေးတဲ့စတင်ဝင်ရောက်လာပြီးနောက်ပိုင်းဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာနိုင်ငံနဲ့ပြည်သူတွေကိုယ်တိုင်လိုလိုလာလာကျင်းပလေးရှိတဲ့နေ့တစ်နေ့ဖြစ်လာပါတယ်။ဒဏ္ဍာရီဆန်းဆန်းထူးခြားစွာပဲမြန်မာပြည်သူတွေကြားသတိတရရှိကြတဲ့16နံပါတ်ဟာဖားကင်နဲ့တမိအကြတိုက်ဆိုင်လို့နဲ့အာဇာနည်တဦးသေဆုံးခြင်းနဲ့ဒီမိုကရေစီခေါင်းဆောင်တဦးမွေးဖွားခြင်း နေ့ရက်များဖြစ် ပြည်သူတွေချားမှာမှတ်မဲ့ရရဖြစ်လာခဲ့ပါတယ်2025ခုနှစ်ဇွန်လ19ရက်နေ့ဟာဒေါန်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်အနှစ်80ပြည့်နှစ်တီလူလောကမှာတက်ရှိကျမ်းမာစွာနဲ့ရှင်သန်နေထိုင်နိုင်ခြင်းကမင်္ဂလာတပါးဖြစ်ပါတယ်မိသားစုများပြားကမိသားစုဝင်တဦးရဲ့အသက်80ပြည့်နှစ်မွေးနေ့ကိုထူးခြားဝမ်းမြောက်စွာကျင်းပပြုလုပ်ပေးကြတာဖြစ်ပါတယ် မြန်မာနိုင်ငံနဲ့နိုင်ငံတကာမှာထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တူဦးဖြစ်တဲ့ဒေါက်ဆန်းစုကြည်ဟာသူ့ရဲ့အသက်80ပြည့်နှစ်မွေးနေ့ကို အချင်းထောင်ထဲမှာခက်ခဲပင်ပန်းစွာဖြတ်သန်းနေရပါလေ။ပြင်ပနဲ့အဆက်အသွယ်လုံးဝဖြတ်တောက်ခံထားရတဲ့တွေကျန်းမာရေးခြေနေဘလို့ရှိနေမယ်ဆိုတာကိုလည်းပြင်ပကဘာကမတိချရပါဘူး။မွေးနေ့မှာဝေးမှာရှိနေတဲ့တားနှစ်ဦးကမိခင်ကိုတွေ့ဆုံခွင့်မရခြင်း မိသားစုဝင်ဆွေမျိုးသားချင်းတဦးမှရှိမနေပဲအထီးကျန်စွာဖြတ်သန်းနေရခြင်းတို့ကသူ့ကိုချစ်ခင်လေးစားကြတဲ့ပြည်သူတွေအတွက်စိတ်ထိခိုက်စရာမွေးနေ့တစ်ခုဖြစ်တယ်လို့သူလွံ့မြောက်ရေးမျှော်လင့်နှိုးဆော်မှုတွေတဖန်နိုးကြားလာစေတဲ့မွေးနေ့လည်းဖြစ်စေပါတယ်ဒီအချက်ကပဲတားငယ်ဖြစ်သူကိုထိန်လင်းခေါ်ခင်အဲရစ်က မိခင်ရဲ့အသက်80ပြည့်နှစ်မွေးနေ့ကိုမြန်မာပြည်နဲ့ကမ္ဘာနဲ့မှာမြန်မာပြည်သူတွေပါဝင်ဆုတောင်းနိုင်မယ်ရိုးရှင်းတဲ့မွေးနေ့ဆုတောင်းလှုပ်ရှားမှုတစ်ခုကိုဥဆောင်လှုပ်ရှားဖို့တွန်းအားဖြစ်လာစေသလားတွေးစားစရာ ဖြစ်ပါတယ်မိမိဟာသူ့ရဲ့တဘွားလုံးဒီမိုကရေစီနဲ့လူခွင့်ရေးတွေအတွက်နှိမ့်မြုပ်ခဲ့ပြီးဘဝရဲ့လေးပုံတစ်ပုံကိုလည်းထောင်နေဒါမှမဟုတ်နေအခြေချုပ်နဲ့ဖြတ်တန်းခဲ့ရပါတယ် ဒီလိုဖြတ်တန်းခဲ့ရတာဟာမြန်မာပြည်နဲ့ပြည်သူတွေပေါ်ထားရှိတဲ့ဂယုဏတရားနဲ့ငင်းငင်းစွာနဲ့နေနိုင်မဲ့ဒီမိုကရေစီဆန်ပြီးလွတ်လပ်တဲ့မြန်မာပြည်အတွက်ဆိုတဲ့တခုတည်းသောညီမှန်းချက်အတွက်ပဲဖြစ်ပါတယ်လို့ကိုထိန်လင်းက၎င်းရဲ့ Facebook စာမျက်နှာကတဆင့် Sue 80 birthday wish လှုပ်ရှားမှုမှာအများပြည်သူကို အသိပေးပြောကြားခဲ့ပါတယ်1988ခုနှစ်မြန်မာဒီမိုကရေစီရေးကိုဦးဆောင်ပါဝင်ခြင်းကဒေါက်ဆန်းစုကြည်ဟာ အသက်43နှစ်ရွယ်အရွယ်ကောင်းလို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့နိုင်ငံရေးဘဝကခက်ခဲကြမ်းတမ်းလာပါတယ်။ရခိုင်ဆီယနာရှင်ဟောင်းတန်းရွှေအစိုးရ22နှစ်ကျော်တက်တန်းတွင် နေအင်အကျေချုပ်3ချိန်နဲ့15နှစ်ကြာဖမ်းဆီးချုံနှောင်ထားခြင်းခံခဲ့ရဘူးပါတယ်။အဲ့ဒီချိန်ကမြန်မာနိုင်ငံကပိန်ပိန်ပါပါမျိုးသမီးတဦးဟာဒီမိုကရေစီလူ့အခွင့်အရေးနဲ့လူ့ဂုံတိတ်ခါအတွက်မကြောက်မရွံ့မဆုတ်မနစ် ကြံ့ကြံ့ခံတိုက်ပွဲဝင်နေခြင်းတို့ကြောင့်1990ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာငြိမ်းချမ်းရေးနိုဘယ်ဆုတစိတ်ချီးမြှင့်ခြင်းခံခဲ့ရပြီးရှေ့တောင်အာရှဒေသမှာဒေါ်ဆန်းစုကြည်ဟာပထမဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်လာခဲ့ပါတယ်1996ခုနှစ်နဲ့2021ခုနှစ်တွင်မှာတော့ဒီဆုကို အရှိတီမောနိုင်ငံခေါင်းဆောင်ဟိုဆေးရာမို့စ်ဟော်တာနဲ့ဖိလစ်ပိုင်နိုင်ငံသူသတင်းစာဆရာမာရီယာရက်ဆာတို့လည်းရရှိခဲ့ကြပါတယ် စစ်စိုးရရဲ့အကျဉ်းသားပေါ်မှာဒေါန်ဆန်းစုကြည်ရရှိခဲ့တဲ့စုတစိပ်ပေါင်းရာကျော်ရှိတဲ့အနေနဲ့ငင်းချင်ရဲ့နိုဘယ်ဆုဟာဂုံတိတ်ခါကြီးမားဆုံးစုတစိပ်ဖြစ်ပြီးသူကိုယ်တိုင်ရေးသားခဲ့ပြီးအဲ့ဒီနှစ်မှာပဲထုတ်ဝေခဲ့တဲ့ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး Freedom from Fear စာအုပ်ဟာကဘာကျော်ခဲ့ပါတယ်ဒါပေမဲ့လည်းဂျခင်ဒီမိုကရေစီရဲ့လှုပ်ရှားရုံးခံတိုက်ပွဲဝင်သူတယောက်ဖြစ် ရှိစဉ်ကဒီကဘာလုံးရဲ့အာယုံဆိုင်ခြင်းခံခဲ့ရခြင်းနဲ့ ယနေ့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ကျင်းသားဖြစ်အကျဉ်းချခံနေရတာဟာ၄နှစ်နဲ့၄လကျော်ရှိနေပြီးကမ္ဘာအသက်ကြီးဆုံးနိုင်ငံရေးကျင်းသားတဦးဖြစ်လာတဲ့ဒေါင်ဆန်းစုကြည်ကိုကမ္ဘာကြီးရဲ့အာယုံဆိုင်မှုများစွာကြွားချသွားခဲ့ပါတယ်ကဘာကြီးကမြမရေးထဲပူပြီးရေးကြည့်တဲ့ဖြစ်ရက်ကြီးတွေကိုရင်ဆိုင်နေရခြင်းလည်းဖြစ်ပါလေ။ကဘာကြီးရဲ့ပြောင်းလဲမြည်တိုးပင် ရှိစေကမူ ဒေါ်ဆန်းစုကြည်ကိုချစ်ခင်မျက်နှိုးလေးစားတန်ဖိုးထားတဲ့မြမပြည်သူအကြီးအကျယ်ကတော့လွန်ခဲ့တဲ့38နှစ်အတွင်းကြော့ကြမသွားခဲ့ပါဘူး။ဒါဟာကမ္ဘာနိုင်ငံရေးခေါင်းဆောင်တွေတဲ့ဒေါ်ဆန်းစုကြည်ရဲ့ထူးခြားတဲ့ဆွေးဆောင်အားဖြစ်ပြီးမြမပြည်သူတွေကနိုင်ငံတော်ရဲ့မိခင်တစ်ခွေအမေလို့အမြတ်တနိုးခေါ်ကြစေတန်းတားကြစေမျှော်လင့်နေကြစေဖြစ်တာကိုလေ့လာတွေ့ရှိရပါတယ်။ ဒီမိုကရေစီရောင်ပြအသွင်ကူးပြောင်းရေးခေါင်းစဉ်နဲ့စနစ်တကျရေးဆွဲထားတဲ့ဖွဲ့စည်းပုံခြေကံဥပဒေနဲ့နိုင်ငံရေးပြောင်းလဲလုပ်ပြီးစစ်တဲ့အာဏာကြီးဆိုရေးစစ်ကောင်းဆောင်တွေစနစ်တကျဂျိုးပန်းခဲ့မှုကိုဒေါ်အောင်ဆန်းစုကြည်မသိလို့မဟုတ်ပါဘူးစစ်ဘုတ်ချုပ်တွေဆင်ထားတဲ့ထောင်ကျောက်ထဲတည်တည်နဲ့တိုးဝင်ခဲ့တဲ့သူ့ကိုတမ္မနိနင်းစီလို့ပြည်သူတွေကဂုံပြုအမိပေးခဲ့ကြပါတယ် စစ်တပ်ကိုအကြမ်းမဖက်ထိတ်တဲရင်ဆိုင်ခဲ့ပြီး၃ချိန်၃ခါနေအခြေကျုံးနဲ့အချင်းကြချင်းခံခဲ့ရပြီးတဲ့နောက်တန်းဒီကိုစစ်အာဏာရှင် လောက်ကလွတ်မြောက်ဖို့ထိခိုက်နေနာမှုအ ਨੇ စုံနီလန်းကိုရွေးချယ်ခဲ့ပြီးဒီမိုကရေစီမကျတဲ့ဖွဲ့စည်းပုံခြေကံဥပဒေအောက်ကရွေးကောက်ပွဲကိုဝင်မှုဆုံးဖြတ်ခဲ့ပါတယ်။၂012ခုနှစ်ဂျာဗက်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ခြင်းဟာ1998ခုနှစ်ကတည်းကရည်တည်ခဲ့တဲ့တိုက်ခန့်ခေါင်းဆောင်ဆိုတဲ့အနေထားမှာ ဒေါန်ဆန်းစုကြည်နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံရေးခေါင်းဆောင်မှုအခမ်းအနားကပြောင်းလဲမှုတွေရဲ့အချိုးကွေးအစဖြစ်ခဲ့ပါတယ်။အန်နယ်ရှိတဲ့ဒီဆုံးဖြတ်ချက်တွေအဲ့ဒီချိန်ကပါတီခေါင်းဆောင်မှ တွင်းပါပြီးသူနဲ့သဘောထားကွဲလဲမှုရှိခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးထင်ရှားဆုံးမှာ ပါတီအတွင်းရေးမှုဖြစ်သူဦးဝင်းတင်ဖြစ်ပါတယ်။ဦးဝင်းတင်ဟာသတင်းသာဆရာနဲ့စစ်အာဏာရှင်တို့ရဲ့နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး စစ်ကောင်းဆောင်တွေကိုကြောက်ဆိုင်ကြောက်သားခဲ့သူအခိုင်အမာနိုင်ငံရေးအံတုခဲ့သူတဦးဖြစ်ပါလိမ့်မယ်။၎င်းကရုပ်ောက်ဝဲပြီးစစ်ဘုတ်ချုပ်ကြီးတွေနှစ်ပေါင်းများစွာထိန်းချုပ်လာခဲ့တဲ့အာဏာကို၎င်းတို့လက်ထက်ကနေဒေါန်ဆန်းစုကြည်အသားရာရယူပြနိုင်ခဲ့ပါတယ်။နိုင်ငံတော်အာဏာကိုစစ်ကောင်းဆောင်တွေထံကနေတရားနီလန်ကြကြပြည်သူထောက်ခံမှုအင်အားနဲ့ငြင်းငြင်းစွာရယူပြခဲ့ပါတယ်။စစ်ကောင်းဆောင်တွေအတွက်တော့ခါသေးတဲ့သင်ငန်းစာလည်းဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်မှာအာဏာဟာပြည်သူထံကနေဆင်းသက်ပြီးပြည်သူတွေရဲ့စံနာမဲဟာဘလောက်အစွန်းထက်တယ်ဆိုတာဒေါန်ဆန်းစုကြည်တက်သေးပြနိုင်ခဲ့ပြီးသူပြောခဲ့မှုတွေထိခိုက်နစ်နာမှုအနည်းဆုံးနီးလမ်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတန်းပြည်ကိုဒီမိုကရေစီစစ်စစ်စီတို့ပြောင်းလဲနိုင်ရည်တွေဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဆင်ဖို့ဥတီကြိုးပမ်းလာချိန်မှာတော့အာနာလုံးစုံလက်လို့ရမှာကိုကြောက်ရွံ့လာတဲ့စစ်တပ်ရဲ့လက်နက်အားကိုပြီးအာနာပြင်သိမ်းခြင်းကိုခံခဲ့ရပါတယ် ဒေါန်ဆန်းစုကြည်အာနာရပြီဆိုတာနဲ့ကဘာတွန်းအစိုးရတွေကအန်အော်ပနန်ထောက်ခံခဲ့ကြပါတယ်။ပြည်သူတွေပေါ်လွန်ရက်ဆက်ကျဉ်းကျုပ်ဖိနှိပ်မှုတွေကြောင့်နော်ကိုရီးယားအီရန်တို့နဲ့တရံနေထားရေးယူခံခဲ့ရတဲ့မြန်မာစစ်အာဏာရှင်တွေကိုအကြမ်းမဖက်ရင်ဆိုင်နိုင်ယူပြခဲ့တဲ့ဖြစ်ရပ်ကစစ်ကူးရင်ကဘာတွေကနှစ်သမီးပုံမြင်အလားကဘာကြီးကအန်အော်ချီကျူဘောပနာပြုခဲ့ကြပါတယ်။ အာနာရှင်ရဲ့အကျဉ်းသားဘဝကနေနောက်ဆုံးမိမိလက်ထဲအာနာရရှိလာတဲ့ဒီဆွမ်းဆောင်နိုင်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတောင်အာဖရိကရဲ့တားရောင်ခွဲခြားရေးကိုဆက်ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့်ကဘာကျော်တကျွန်းဆန်အကျဉ်းသားဘဝကနေသမရဖြစ်လာတဲ့နေဆင်မန်တဲလာနဲ့မကြာခဏချက်တူပြုနှိုင်းရှင်ပြောဆိုလေးရှိခဲ့ကြပါလို့ ဒါပေမဲ့နယ်ဆင်မန်ဒဲလာမကြုံတွေ့ခဲ့ရဘူးတဲ့အာနာဂါလွေလိုဘေးရပေါ်မှာဂိမ်းမဆိုင်တဲ့မြန်မာနိုင်ငံရှိစစ်ဗိုလ်ချုပ်တွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုမျိုးဒေါအောင်ဆန်းစုကြည်ကြုံတွေ့ခဲ့ရပြီးနိုင်ငံရေးအကျဉ်းသားဖြစ်ကာလရှိပြန်လည်ပြန်ဆိုင်နေရပါတယ်သူရဲ့အသက်အန္တရာယ်ကိုဒီချိန်မှကလွတ်ကျန်ခဲ့ဘူးတဲ့စစ်ကောင်းဆောင်တွေကိုသူအာနာရရှိလာချိန်မှာ အပြုံးမပြက်လက်ဆွဲနှုတ်ဆက်ပြီးစစ်တရရဲ့တိတ်ကကျွလွန်ခဲ့မှုတွေပေါ်မြို့သားရင်ကြားစေရမှုနဲ့ အာဂါတမထားကြောင်းပြသခဲ့ပြီးမလဲစစ်ဘုတ်ချုပ်တွေဟာဒီမိုကရေစီစနစ်ကိုမကြိုက်ကြသလိုဒေါ်အောင်ဆန်းစုကြည်ကိုလည်းမယုံကြည်ကြပါဘူးဒေါ်အောင်ဆန်းစုကြည်နဲ့တူနှစ်ပေါင်းများစွာစစ်တပ်ရဲ့မတရားဖိနှိပ်ရက်စက်မှုတွေကိုခံစားခဲ့ရတဲ့လို့ပေါ်ကင်ဘက်တွေကစစ်ကောင်းဆောင်တွေကို၎င်းတို့ရဲ့အတိတ်ကာလကကျူးလွန်ခဲ့မှုတွေအတွက်အ ਨੇ ဆုံးတာဝန်ယူတာဝန်ခံမှုရှိစေခြင်းကြပါလေစစ်ဘုတ်ချုပ်တွေကျူးလွန်ခဲ့တဲ့ပြစ်မှုတွေရဲ့အမှန်တရားဖော်ထုတ်ရေးတွေဆန္ဒရှိကြပြီမလဲ သူ့ရဲ့ခေါင်းဆောင်မှုကိုယုံကြည်တဲ့ပြည်သူလူထုဟာအမျိုးသားရင်ကြားစေရမှုကိုဇောတက မတက်ခဲ့ကြပါဘူး။တန်းဒီရဲ့အစိုးတန်တရားတိတ်ကို ပြန်လဲခြင်းထက်အနာဂတ်ကိုမျက်နှာမူပြီးနိုင်ငံသားတွေလူဂုံသိက္ခာနဲ့ညီလွတ်လပ်လုံခြုံစွာနေထိုင်နိုင်ရေးကိုရှေ့ရှုကတန်းဒီပြန်လဲတိဆောက်ရေးသူ့ရဲ့ဂျိုးပန်းဆောင်ရွက်လူစိတ်ကြောင့်သာမျိုးသိက္ခဲ့ကြတာဖြစ်ပါလေ။ ဒေါ်ဆန်းစုကြည်ရဲ့မြို့သားပြန်လည်ရင်ကြားစေရေးဂျိုးပန်းခဲ့မှုပေါ်တံမိုးထားလက်ခံခဲ့ခြင်းအလင်းမရှိခဲ့တဲ့စစ်ဗိုလ်ချုပ်တွေဟာလက်နဲ့အာကိုနဲ့အတိတ်ကအစိုးတန်ရာတွေတဖန်ပြန်လည်နှင်မွန်းစီအောင်အာနာသိမ့်ပြီးတိုင်းပြည်ကိုဖျက်ဆီးခဲ့ပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာအမျိုးကြီးစွာနဲ့ဒေါ်ဆန်းစုကြည်မကျူးလွန်ခဲ့တဲ့အမှုပေါင်းများစွာဖန်တီးပြီးသူ့ရဲ့လက်ကျန်လူသက်တန်းကိုအချင်းထောင်ထဲမှာကွန်ဆုံးစေဖို့အစီအစဉ်ရှိရှိချုံနောင်ထားခဲ့ပါတယ် တနည်းအားဖြင့်ဒေါ်ဆန်းစုကြည်ကိုတေတံစီရင်နေခြင်းဖြစ်ပါတယ်။ဒေါ်ရိုက်ဒရေးဆန်ဆန်ဆန်ပြုမှုနေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုလက်နက်မဲ့ဆစ်ဆက်ညှိနှိုင်းလို့မရတော့မှန်းရှင်းလင်းပြသားစွာသိမြင်ခဲ့ကြတဲ့ဆီယနာသိမှုကိုဆန့်ကျင်တဲ့မြန်မာပြည်သူတွေဟာနိုင်ငံနှံ့လက်နက်ကင်တော်လှန်ရေးဆင်နွှဲလာခဲ့ပြီးဒေါ်ဆန်းစုကြည်မြင်တွေ့လို့တဲ့ထိခိုက်နေနာမှုအ ਨੇ စုံမီးလန်းနဲ့ဆန့်ကျင်ပဲပျက်စီးဆုံးရှုံးမှုကြီးမားမှုတွေကို နေ့စဉ်နေ့တိုင်းညွှန်ပြနေရတာဟာ၄နှစ်နဲ့၄လကျော်ရှိလာခဲ့ပြီဖြစ်ပါလိမ့်။ဒေါ်ဆန်းစုကြည်အာဏာရရှိလာချိန်မှာ1988ခုနှစ်ကတည်းကဒီမိုကရေစီရေးလက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့မဟာမိတ်နိုင်ငံရေးအဖွဲ့အစည်းတည်တည်မှာခေါင်းဆောင်တွေကဒီမိုကရေစီအောင်ပွဲဖြစ်ခံယူခဲ့ကြပါတယ်။စစ်တပ်ရဲ့အုပ်ချုပ်မှုအောင်အချင်းထောင်တည်တည်မှာနှစ်ရှည်အကျဉ်းချခံဘူးခြင်းမရှိတဲ့နိုင်ငံရေးခေါင်းဆောင် မရှိသလောက်ဖြစ်ပါလိမ့်။ ဒါကြောင့်သူတို့အားလုံးဟာစစ်ကောင်းဆောင်တွေပေါ်ခါသီးတဲ့ခံစားချက်တွေရှိကြပါလေ။ဒေါ်ဆန်းစုကြည်ကမြို့သားပြန်လည်ရင်ကြားစေရမှုကိုကန့်ဆွဲမယ်လို့ကြေညာချိန်မှာအတိတ်ကစစ်တပ်ကျူးလွန်ခဲ့မှုတွေအတွက်စစ်ဘုတ်ချုပ်တွေ ထုတ်ဖော်ပြောဆိုဝန်ခံကြခြင်းဖြင့်တာဝန်ယူမှုကိုပြသတဲ့နယ်လို့သဘောထားရှိကြပါလေ။ဒီတွေဒေါ်ဆန်းစုကြည်ကိုမျှော်လင့်ခဲ့ကြတာဟာ သူ့ကိုစစ်ကောင်းဆောင်တွေနဲ့အသည့်တပံထိတ်တန့်ရင်ဆိုင်စီဂျင်ထိုးကိုတွန်းအားပေးနေတယ်လို့ရှိခဲ့ပါတယ်ဒီလမ်းကိုဒေါအောင်ဆန်းစုကြည်မရွေးချယ်ခဲ့ပါဘူးတစ်ဖက်မှာမြန်မာနိုင်ငံရေးမှာစစ်တပ်ပါဝင်နေမှုကိုအဆုံးသတ်နိုင်မယ်ဆိုရင်ဒီမိုကရေစီအရေးလူခွင့်ရေးတို့ဟာလူလျောက်ထွန်းကားလာမှာဖြစ်တဲ့တွေ့စစ်တပ်နဲ့ယုံကြည်မှုတိစောက်ပြီးဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကိုအရင်ဆုံးရွေးချယ်ဆောင်ရွက်သွားဖို့ဒေါအောင်ဆန်းစုကြည်ကြိုးပမ်းခဲ့ပါတယ် အဲ့လိုလှုပ်ဆောင်ခြင်းကိုပဲအငြင်းချမ်းဆုံးနီလန်လို့သူယုံကြည်ခဲ့ပါတယ်ဒီလိုနဲ့တချိန်ကဒီမိုကရေစီရေးလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့နိုင်ငံရေးကောင်းဆောင်ဖွဲ့စည်းတချို့ရဲ့သူ့ပေါ်နားလည်မှုလွဲမှားခြင်းတွေစတင် ဖြစ်ပေါ်လာပါတယ်အထူးသဖြင့်တိုင်းရင်းသားမာမိတ်နိုင်ငံရေးပါတီတွေကအာဏာရပြီတဲ့နောက်ဒေါ်ဆန်းစုကြည်ဟာစစ်တပ်နဲ့သာရင်ကြားစည်းကြိုးပမ်းမှုတွေမှာအချိန်ကုန်နေပြီးသူတို့ကိုလစ်လျူရှုခဲ့လက်တွဲဖြုတ်ခဲ့တယ်လို့ယူဆခဲ့ကြပါတယ် ဒီမိုကရေစီမှာမိတ်တွေထင်းစည်းပြေချိန်စစ်တပ်ဟာဒေါန်ဆန်းစုကြည်ကိုဒီမိုကရေစီအာဏာရှင်လို့စတင်ဝါဒဖြန့်အမိဖြတ်လာပြီးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့လွတ်တော်မှာဆောင်ရွက်ချက်တွေကိုဒီမိုကရေစီအနိုင်ကျင့်ခြင်းအဖြစ်တစိုက်ကက်ခဲ့ပါတယ်စစ်တပ်ရဲ့အဆိုပါဝါဒဖြန့်လွှမ်းဆောင်မှုတွေကိုနိုင်ငံရေးခေါင်းဆောင်တချို့ကပါကြည်နက်စွာသဘောတူဝေဖန်ပြောဆိုခဲ့ကြပါတယ် 2016ခုနှစ်ဧပြီလတရနေ့ကစပြီးနိုင်ငံတော်အာဏာကိုစတင်ရရှိခဲ့တဲ့ဒေါင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခီးကမချုံးမွေခဲ့ပါဘူး။အာဏာရပြီ6လခန့်ကြာ2016ခုနှစ်အော်တိုဘာလမှာရခိုင်ပြည်နယ်မှာရခိုင်ကမချဘူးတဲ့အာရကန်ရိုဟင်ဂျာကဲတင်ရစ်တဲ့အာဆာရဲ့တိုက်ခိုက်မှုကိုစတင်ကြုံတွေ့ရပြီး၎င်းဖြစ်စဉ်ဟာနောက်တနေ့ခန့်ကြာ2019ခုနှစ်ဩဂုတ်လ25ရက်နေ့မှာ မောင်တော်ဘူဒီတောင်နဲ့ချက်တိတောင်မြို့တွေကရိုဟင်ဂျာလူမျိုးခုနှစ်သိန်းကျော်မင်္ဂလာရေးစနေငံဘက်ထွက်ပြေးခိုလုံခဲ့ရတဲ့အထိနိုင်ငံတကာပြည်ထနာကြီးဖြစ်ကြီးထွားခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာကအာရခတ်တက်တော်အေကောင်းဆောင်ဘူချုပ်ထွန်းမြတ်နိုင်က ARD သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခဲ့မှာ၎င်းတို့တပ်ဖွဲ့ရခိုင်မှာခြေကုပ်မယူနိုင်စေဖို့အာစာကိုစစ်တဲ့ကိုယ်တိုင်မွေးမြူခဲ့ပြီးနောက်ပိုင်းမှာဒေါန်ဆန်းစုကြည်အစိုးရပြုတ်ကြရေးတွေအသုံးချခဲ့တယ်လို့ဆိုပါတယ် နိုင်ငံရေးသမားများပြားကလည်းအဲ့ဒီလိုတန်တရားဖြစ်ခဲ့တာဟာကြာခဲ့ပြီဖြစ်ပြီးအထောက်ထားတွေထုတ်ဖော်ပြသနိုင်မယ်ဆိုရင်နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကမင်းအွန်လိုင်းကိုစစ်ရာဇဝတ်ကောင်ဖြစ်ဝယ်ရန်ထုတ်နိုင်မှာဖြစ်ပါတယ်။တကယ်တော့ဒေါ်ဆန်းစုကြည်ဟာအာဏာရပြီးပြီးချင်းတလာမပြည့်ခင်မှာပဲကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်ကိုအမြန်ဆုံးဖွဲ့စည်းပြီးရိုဟင်ဂျာအရေးကောင်းဆုံးအဖြေရှာဖို့ကြိုးပမ်းခဲ့ပါတယ်။ ရိုဟင်ဂျာပြည်ထနာရဲ့အတိမ်နဲ့ကိုရေးစားမိတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်စစ်တပ်ကဒေါန်ဆန်းစုကြည်ဟာပြည်တွင်းရေးကိုနိုင်ငံတကာရေးဖြစ်အောင်လှုပ်ဆောင်နေတယ်လို့ယူဆဆန့်ကျင်ခဲ့ပြီးအဆိုပါကော်မရှင်ဖွဲ့သီးရမှာနိုင်ငံခြားသားဦးဆောင်မှုပေါ်မကြေနဲ့ကန့်ကွက်ခဲ့ပါတယ်2019ခုနှစ်ဩဂုတ်လ25ရက်နေ့မှာနေဆက်ရကင်းစကန်မြားပြားကိုအာဆာကဝင်ရောက်တိုက်ခိုက်ခဲ့မှုဟာကိုဖီအန်နန်ကော်မရှင်ကရိုဟင်ဂျာအရေးဖြည့်ရှင်းရေး အချက်80ရှစ်ချက်ပါဝင်တဲ့အကြံပြုအစဉ်ခံစာ ထုတ်ပြန်ခြင်းနဲ့တိုက်ဆိုင်စွာဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးထူးကိုယ်စားလှယ်ဟောင်း Miss Yan Healy ဟာအာဆာကလုံရင်နဲ့တပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့နေဆက်ရေကင်းစကန်နေရာတွေကိုအဲ့ဒီချိန်ကသူကိုယ်တိုင်ရောက်ရှိလေ့လာခွင့်ရခဲ့ပြီးစစ်တပ်ပြောသလိုဖြစ်ပွားခဲ့တာလို့သူမယုံတဲ့အကြောင်းလူသိရှင်ကြားပြောဆိုခဲ့မှုပါတယ်။ ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီးရက်ဆက်ကျဉ်းကျုံမှုအရာမှာနမဲဆိုးနဲ့ကြောကြားတဲ့မြန်မာစစ်တပ်ရဲ့နေမြေရှင်းလင်းရေးကြောင့်ယာနဲ့ချီတဲ့ရိုဟင်ဂျာကြီးရွာတွေမိလောင်ပြာချခဲ့ရပြီးရိုဟင်ဂျာ9သိန်းအိန္ဒိချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တူထွက်ပြေးခိုလုံခဲ့ကြရပါတယ်။လက်ရှိမှာလည်းစကိုင်းနဲ့မကွေးတိုင်း၊ကရင်၊ကယားကချင်ချင်းနဲ့ရခိုင်ပြည်နယ်တို့မှာစစ်တပ်ရဲ့ဗျောင်ကျကျကျူးလွန်ခဲ့ကျူးလွန်နေဆဲဖြစ်တဲ့ မြို့တွေကြီးရွာတွေကိုမိရှို့ပြာချနေတဲ့လောက်ရက်က2019ခုနှစ်ရခိုင်ပြည်နယ်ရိုဟင်ဂျာကြီးရွာတွေကိုမိရှို့ခဲ့တဲ့လောက်ရက်စစ်တဲ့ဂျူးလွန်နာဖြစ်ကြောင်းအတည်ပြုပေးလျက်ရှိပါတယ်။တမ်းပြည်ရဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအားလုံးကိုဖွဲ့စည်းပုံခြေခံဥပဒေအရစစ်တဲ့ရဲ့ဆောင်ရွက်ချက်တွေပေါ်ရက်သားအစိုးရကဝင်ရောက်ဆွတ်ဖက်ခွင့်မရှိခြင်းစစ်တဲ့ရဲ့စစ်စင်ရေးလုပ်ငန်းတွေပေါ်ရက်သားအစိုးရကမေးမြန်းဆွတ်ဖက်ခွင့်မရှိတဲ့အခြေအနေမှာ စစ်တပ်ကအင်အားသုံးအကြမ်းဖက်နှိမ်နှင်းမှုကြောင့်ရွင်ဂျာလူမျိုးခုနှစ်သိန်းခန့်ဘင်္ဂါရီရှင်နိုင်ငံနဲ့ထွက်ပြေးခိုလုံခဲ့ရတဲ့ဖြစ်စဉ်ပေါ်ဒေါ်ဆန်းစုကြည်နဲ့သူ့ရဲ့အစိုးရကဘလို့မှတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး၂022ခုနှစ်ຫນွေဥဒေါ်လာရေးတနည်းပြေတွေ့ဆုံမေးမြန်းခံတစ်ခုမှာ NND အစိုးရလက်ထက်မြို့သားလွတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးလက်ရှိမြို့သားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ဖြစ်တဲ့ဦးမန်းဝင်းခိုင်တန်းက ရခိုင်ပြည်နယ်မှာအာဆာရဲ့တိုက်ခိုက်မှုကိုစစ်တပ်ကပြောပြသမျှတာအစိုးရဖွဲ့ကြီးကဲတွေသိရှိရတဲ့အကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်စစ်တပ်ရဲ့နိုင်ငံရေးလှုပ်ကြံမှုတွေနဲ့အကျွမ်းတဝင်ရှိတဲ့မြန်မာပြည်သူတွေကတော့စစ်တပ်ဟာရိုဟင်ဂျာတွေကိုတစ်ဖက်နိုင်ငံသို့တမင်မောင်းထုတ်ခဲ့ပြီးဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးအကျက်တဲ့ကြုံစေဖို့နဲ့အဲ့ဒီကားတွေမှာတစင်တိုင်းပြည်မတည်ငြိမ်မှုကိုကြောင်းပြပြီးအာဏာသိမ်းမှုကျင်းစီမှုဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ် ပြည်သူတွေယုံကြည်ခဲ့တာဟာမမားခဲ့ပါဘူး2008ခွဲသီးပုံခြေခံဥပဒေမှာရက်သားအစိုးရလက်ထက်ကအာဏာကိုရယူနိုင်တဲ့တခုတည်းသောနီလန်ဖြစ်တဲ့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို NND အစိုးရကတချိန်မှခေါ်ယူခဲ့ခြင်းမရှိတဲ့ပေါ်မကြသေးခင်ကမင်းအောင်လှိုင်ကိုတိုင်မကြည်မနဲ့ထုတ်ဖော်ဝန်ခံပြောဆိုခဲ့တာမဟုတ်ပါလားဒီလိုနဲ့စစ်တပ်ရဲ့ချင်းချောမှုတွေအောက်မှာဒေါ်ဆန်းစုကြည်ဟာ အာဏာငမ်းဖမ်းနေတဲ့စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့ဆေးအနာသိမှုကိုရှောင်ရှားနိုင်ခြင်းမရှိပါဘူးစစ်တဲ့အာဏာသိမှုကိုရှောင်ရှားနိုင်မှုမင်းအွန်လိုင်းနဲ့ညှိနှိုင်းဖြည့်ရှင်းတဲ့နယ်လို့သူ့ကိုပြစ်တင်တဲ့ဝေဖန်မှုတွေကိုနိုင်ငံရေးခေါင်းဆောင်တချို့ကထုတ်ပေါ်ပြောဆိုခဲ့ကြပါတယ်အဲ့ထဲကထင်ရှားသူ တူကတော့ပြည်သူ့ပါတီခေါင်းဆောင်ဦးကိုကိုကြီးဖြစ်ပါတယ်ဦးကိုကိုကြီးဟာ2012ခုနှစ်ဒေါ်ဆန်းစုကြည်ရွေးကောက်ပွဲဝင်မှုဆုံးဖြတ်ချိန်ကလည်းစန့်ကျင်ဝေဖန်ခဲ့ဘူးသလို့ ဒေါ်ဆန်းစုကြည်ပါတီကနေတစဉ်2015ခုနှစ်ရွေးကောက်ပွဲဝင်ပြိုင်မှုလဲကြိုးစားခဲ့ဘူးသူဖြစ်ပါတယ်အခုတဖန်အာနာသိန်းစစ်ကောင်းတော်မင်းအောင်လိုင်းနဲ့ပူးပေါင်းပြီးယခုနှစ်ကုန်ပိုင်းမှာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှုကြိုးပမ်းလျက်ရှိနေပါတယ်ဒီမိုကရေစီတိုက်ခိုင်ခေါင်းဆောင်တဦးဘွားမှာအာနာယခေါင်းဆောင်တဦးဖြစ်လာတဲ့ဒေါ်ဆန်းစုကြည်ရဲ့နိုင်ငံရေးခီးကကျန်တန်းလာပါတယ် စစ်တပ်နဲ့အကြမ်းမဖက်ထိတ်တဲရင်ဆိုင်ခဲ့ရတဲ့ကာလတလျှောက်လုံးလက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့လို့ပေါ်ကင်ဘက်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ထင်မြင်လွဲမှားခြင်းဝေဖန်ပြစ်တင်ခြင်းတွေကိုပြင်ဆင်ခဲ့ရပါတယ်ဒီမိုကရေစီအင်အားစုတွေအတွင်းစီလုံးမှုပြိုကွဲခဲ့ခြင်းကစစ်ကောင်းဆောင်တွေအာဏာသိမ်းမှုတွန်းအားဖြစ်စေခဲ့ကြောင်းသုံးသပ်တွေ့ရှိရပါတယ်မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာအချိန်မရွေးနောက်ပြန်လည်နိုင်ကြောင်း ဒေါန်ဆန်းစုကြည်ကပြည်ပခီးစဉ်တွေအတွင်းနိုင်ငံကတိုက်ဝန်းကိုဂရီပေးပြောဆိုခဲ့မှုပါတယ်။ဒါကြောင့်လေသူဟာစစ်ကောင်းဆောင်တွေနဲ့ယုံကြည်မှုပြည်ဆောင်နိုင်မှုပထမဦးစားပေးရွေးချယ်ခဲ့ပြီးဒီမိုကရေစီ နောက်ကျောင်းပြန်မှလည်ရေးထူးကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စိုးရိမ်မှုတွေတိုင်းဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာသင်္ကန်းသာယူသိမ်းတဲ့အချက်ဖြစ်ဝေဖန်သုံးသက်ထောက်ပြမှုတချို့ကတော့စစ်ကောင်းဆောင်တွေနဲ့ယုံကြည်မှုတိဆောက်နေစဉ်တပြိုင်တည်းထဲမှာပဲ တိုင်းသားနိုင်ငံရေးပါတီတွေနဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကိုဒေါန်ဆန်းစုကြည်နဲ့ NLD ပါတီအနေနဲ့နီးနီးကပ်ကပ်ဖြည့်တွေ့ဆက်ဆံခြင်းဖြင့်ယုံကြည်မှုတည်ဆောက်ခဲ့တဲ့လို့ဆိုကြပါတယ် NLD ပါတီဘက်ကတော့မတရားသင်အဥပဒေနဲ့နိုင်ငံရေးပါတီတွေကိုလက်နက်ကိုင်ဖွဲ့စည်းနဲ့မဆက်ဆံနိုင်အောင်ကန့်သက်ထားခဲ့တာလို့ဆိုပါတယ်ဒါပေမဲ့လည်းအမျိုးသားရင်ကြားစီရေးမှုကိုမဟာဗျူဟာရည်မှန်းချက်တွေနဲ့လုပ်ငန်းစဉ်တွေအထိ NND ကအတိအကျချမှတ်ပြီးအစင်လိုက်လက်တွေ့ကောင်းတဲ့ဖို့ဆောင်ရွက်ခဲ့တင်ပါလေ။အဲ့လိုဖို့ဆောင်နိုင်ရင်မှလည်းဒေါန်ဆန်းစုကြည်တဦးတည်းနဲ့မဖြစ်နိုင်ပဲ NND ခေါင်းဆောင်မှုပိုင်းကတက်ကြစွာ နီလန်းရှာဖွေဖို့ဆောင်ခဲ့တင်ပါလေ။ခေါင်းဆောင်ရဲ့ရင်ကြားစေရေးမှုကို နိုင်ငံရေးမျက်နှာစာတိုင်းမှာဟန်ကျင်းကြီးကြဲကြဲပြန့်ပြန့်လိုက်ပါအကောင့်ထဲပေါ်ဖို့ NND ပါတီအနေနဲ့တက်ွက်ခဲ့တယ်လို့လိလာထောက်ပြမှုတွေလည်းရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်းနှစ်ပေါင်း90ခန့်ကြာပြီးမှပထမဆုံးပေါ်ပေါက်လာတဲ့ရက်သားအစိုးရဟာခြေကံအုပ်မြင့်ခိုင်မာစွာမြစ်တင်တွေတဲ့အာဏာရှင်အုပ်ချုပ်ရေးရန်နရားကိုဒီမိုကရေစီဆန်နှုံးတွေကျင့်သုံးလာစေရတဲ့ပြုပြင်ပြောင်းလဲနိုင်မှုဂျကုတ်ဂျခဲဂျိုးပန်နေရပါတယ်။အရေးပဲအုပ်ချုပ်ရေးရန်နရားတစ်ခုလုံးကိုလက်ပတ်နေတဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတစ်ခုလုံးကိုစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကနေ ရက်သားအစိုးရထိန်းချုပ်မှုအောက်သို့လွှဲပြောင်းရယူနိုင်ငံချင်းက NLD အစိုးရရဲ့ရှာရှာပါပါအောင်မြင်မှုဖြစ်ခဲ့ပြီးဒီကိစ္စတွေများစွာကြိုးပမ်းအားထုတ်ခဲ့ရတယ်ဆိုတာခံမှန်းသုံးသပ်ကြည့်နိုင်ပါတယ်။ဒေါ်ဆန်းစုကြည်အာဏာရလာပါကမြန်မာပြည်ကြီးချက်ချင်းတိုးတက်သွားမယ်လို့မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုစနစ်တကျတွင်တွင်ဝါဒဖြန့်ပြီးတခြားတစ်ဖက်အနေနဲ့အဲ့ဒီလိုဖြစ်မလာရင် NLD အစိုးရနဲ့ဒေါ်ဆန်းစုကြည်ဟာဒီချင်းမရှိကြောင်း ပြည်သူတွေစိတ်ပြက်လာစေဖို့နဲ့အပြစ်တင်လာစေဖို့စစ်တပ်ကစနစ်တကျဝါဒဖြန့်လုံဆော်ခဲ့ပါတယ်။ဒီလိုနည်းနဲ့အစိုးရကိုဝေဖန်ပြစ်တင်ခြင်းကပဲဒီမိုကရေစီအခွင့်အရေးဖြည့်တွင်တွင်ကျကျအသုံးချလာခဲ့ကြပြီ။အန်အန်ဒီခေါင်းဆောင်မင်းကလည်းအစိုးရကိုကြောက်စရာမလိုဘဲဝေဖန်ခွင့်ရှိခြင်းကပင်ဒီမိုကရေစီလွတ်လပ်ခွင့်ရရှိလာခြင်းရဲ့တိုးတက်မှုပြရုပ်ဖြစ်ပြန်လည်တုတ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့တားကောင်ရဲ့အားနေချက်ကိုတိတ်တဆိတ်ချောင်းမြောင်းလိလာနေတဲ့တားရဲ့စစ်တပ်ကအချိန်မရွေးအန်ရပြုတ်နိုင်တဲ့အခြေအနေရှိကြောင်းသတိမမူခဲ့ကြပါဘူးစစ်တပ်ဟာပြည်နယ်ဝန်ကြီးချုပ်ကိုပြည်နယ်လွတ်တော်ကသာရွေးချယ်ခံထားရေးကိစ္စမှာတိုင်းဒေသပါတီတွေနဲ့ NND အကြားစနစ်တကျသွေးခွဲခဲ့မှုကထင်သာမင်သာအရှိဆုံးဖြစ်ရဖြစ်ပါတယ်သွေးခွဲမှန်သိရတဲ့သွေးကွဲခဲ့ကြတာဟာဒီမိုကရေစီအင်အားစုတွေဖြစ်ပါတယ် ီမိုကရေစီအင်အားစုတွေကြားကွဲပြားမှုပုံမနဲ့ရှိုင်းလာလေလေစစ်တပ်ကအာဏာချုပ်ကန်မှုပြန်လည်ရရှိနိုင်မယ့်ယုံကြည်မှုစစ်ကောင်းဆောင်တွေကြားပုံမရရှိလေလေဖြစ်စေခဲ့ပါတယ်ဒီခွန်အားတွေနဲ့ပဲခုခါနိုင်ငံတကာရဲ့မေယော်ခံထားရတဲ့ဒေါ်ဆန်းစုကြည်ကိုမှုပေါင်းတဒါစင်ကျော်နဲ့တရားလက်လို့ဆွဲချက်တင်အကျဉ်းချထားတာဟာလေးနှစ်နဲ့လီလာကျော်ပြီ ဖြစ်ပါတယ်ဒေါ်ဆန်းစုကြည်ဖန်သည်ထိန်ထိန်ခံခဲ့ရပြီးတဲ့နောက်တနည်းပြေကနေချိန်ကြမှာ သူ့ကိုငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခဲ့တဲ့နော်ဝေနိုင်ငံနိုဘယ်ဆုပေးရရေးကော်မတီကနှုတ်ဆက်နေခဲ့မှုကိုရပ်တန့်ခဲ့ပြီးသူ့ရဲ့အခြေအနေကိုစိုးရိမ်ကြောင်းနဲ့သူ့ကိုမတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်နေခြင်းကိုရှုံ့ချကန့်ကွက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါဟာနိုဘယ်ကော်မတီရဲ့တခုတည်းသောကြီးညာချက်ဖြစ်ပြီးဒီနောက်ပိုင်းယနေ့ချိန်ထိနှုတ်ဆက်နေခဲ့ကြပါတယ်။ဆေယနာရှင်ဟောင်းတန်းရွှေလက်အောက်15နှစ်ကြာနေအခြေချုပ်နဲ့ ြံ့ကြံ့ခံရင်ဆိုင်ဖြစ်ကျော်ခဲ့မှုတဲ့ရှေ့တောင်အာရှရဲ့ပထမဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမျိုးသမီးကိုနောက်ထပ်တစ်ကြိမ်ရက်ဆက်ကျင်းကျုပ်တဲ့စစ်အာဏာရှင်မျိုးဆက်လက်ထင်အကျဉ်းသားဖြစ်ထက်မှန်ကြာရောက်နေမှုကိုကဘာကြီးကအလေးထားဖြူပြုတင်ပါတယ်ကဘာကြီးကသူ့ပေါ်ဘလို့ပဲသဘောထားပါစေဒေါ်ဆန်းစုကြည်ဟာမြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်မြန်မာနိုင်ငံဒီမိုကရေစီရုံးကန်မှုရဲ့ပြရုပ်အဖြစ်မှာ ရုတ်ရော့သွားခြင်းမရှိခဲ့ပါဘူးမြန်မာပြည်သူအများပြားက အမေးလို့လေးသာချစ်ခင်မြန်နိုးစဲဒေါန်ဆန်းစုကြည်ဟာအသက်80ပြည့်မြောက်လာသည့်တိုင်အောင် စေအာနာရှင်စနစ်ကိုပြည်သူနဲ့အတူဆက်လက်တိုက်ပွဲဝင်နေတာကို ကဘာကြီးကြားသိနိုင်ပါသေးကြောင်း သူရဲ့မွေးနေ့ဆောင်းမဖြစ်တုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ